ခုဆိုရင်ကျွန်တော်တို့တပည့်ဥဆောင်သူတွေကိုဟိုအားလုံးကပြည့်တင်ဝေဖန်ကြတာရှိတယ်ပေါ့နော်ဟိုကျွန်တော်တို့ဒါတွေကိုလည်းကျွန်တော်ခံနိုင်ရှိအောင်ကျွန်တော်တို့ခံပါမယ်ပေါ့နော်ဒါပြည်သူတိအဓိကဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ဒီဖြစ်စင်မှာပေါ့နော်ကျွန်တော်တို့လုံးဝပေါ့ရောခဲ့တာမဟုတ်ပါဘူးကျွန်တော်တို့ချုပ်တင်ပြင်ဆင်မှုတွေအဲဒီတေချာချက်ချက်မှတ်မှတ်လုပ်ခဲ့ပါတယ် ဒါပေမဲ့စစ်ကောင်စီကတစ်ဖက်မှာ အကွက်ကြကြအောင်ကျွန်တော်တို့စီစဉ်ဆောင်ရွက်ခဲ့တာရှိတယ်ပေါ့နော်အဲ့ဒါဘာတွေလဲဆိုတော့ကျွန်တော်တို့ပါရာမော်တာဒီအဲဒီလေယုံစီးပြီးတော့ပြောင်းဝဲလာတာမျိုးပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ချိန်တွေမှာသတင်းစီစဉ်မှုတွေမရအောင်ဖုန်းလိုင်းတွေပြတ်တောက်နေတာမျိုးတွေဒီဖုန်းလိုင်းတွေတဖုန်းတွေလုံးဝခေါ်မရအောင်ပေါ့နော်အဲ့ဒီလိုမျိုးတွေရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဆက်သွယ်ရေးဆက်တွေပေါ့နော်ဆက်သွယ်ရေးဆက်တွေမှာလည်းဝင်ရောက်နှောက်ယှက်သူတွေအဲ့ဒီအချိန်တွေမှာရှိခဲ့တယ်ပေါ့နော် တော့ရန်သူဘက်ကဒီဟာတွေကိုအကွက်ကြကြအောင်တရားစီစဉ်ပြီးတော့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ဘာကြောင့်ဒီလိုမျိုးအသက်တွေနဲ့ရင်ပြီးတော့အဲဒီလှုပ်ရှားမှုတွေလုပ်နေတယ်လို့ဆိုတော့ဒီလူထုလှုပ်ရှားမှုဟာကျွန်တော်တို့တော်လိုင်းရဲ့တရေလည်းဖြစ်တယ်ပေါ့နော်အဲတော့ဒီကျွန်တော်တို့ဒီလက်နက်ကင်လမ်းစဉ်ကိုတွားနေကြတာမှန်တော်လည်းပဲကျွန်တော်လက်နက်ကင်တော်လိုင်းရဲ့တစ်ခုတည်းနဲ့တော်လိုင်းရဲ့ကို အဆုံးသက်အောင်ပွဲကိုသွားလို့မရပါဘူးကျွန်တော်တို့လူထုလှုပ်ရှားမှုတွေလည်းပါဝင်မှရပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့တော်လှန်ရေးအသက်ဟာပြည်သူဖြစ်ပါတယ်ပြည်သူကိုယ်တိုင်တော်လှန်ရေးကိုပါဝင်နေမှသာလေကျွန်တော်တို့တော်လှန်ရေးဟာအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ပြည်သူတွေကိုကျွန်တော်တို့သတင်းစကားတွေပေးစရာတွေရှိတယ်တော်လှန်ရေးရဲ့အရေးနိုင်ငံရေးအရေးဘယ်ကိုရောက်နေတယ်ဆိုတာကိုကျွန်တော်တို့ဒီလူထုလှုပ်ရှားမှုတွေကနေတစ်ဆင့်ကျွန်တော်တို့သတင်းစကားတွေပါတယ်ပြီးလို့ရှိရင်ပြည်သူကိုကျွန်တော်တို့အဲပြည်သူကိုယ်တိုင်ပူပေါင်းပါဝင်နေပါဝင်နိုင်တဲ့နီးနာတွေလူထုလှုပ်ရှားမှုတွေဖြစ်ပါတယ် တော့ကျွန်တော်တို့ပြည်သူတွေကိုယ်တိုင်တော်လှန်ရေးမှာလက်တွေ့ကျကျပါဝင်လာနိုင်အောင်ကျွန်တော်လူထုလှုပ်ရှားမှုတွေကိုလုပ်တာဖြစ်ပါတယ်။လက်ရှိကျွန်တော်တို့တော်လှန်ရေးရဲ့အခင်းကျင်းရလေကျွန်တော်တို့နိုင်ငံတကာဖီအားတွေရှိတယ်။အဲ့တော့နိုင်ငံတကာဖီအားတွေပေါ်မှာကျွန်တော်တို့ဒီစစ်ကောင်စီဟာကျွန်တော်တို့ပြည်သူတွေလက်မခံနဲ့ပြည်သူတွေရဲ့ ဟိုဒီပြည်သူတွေပေါ်ကိုနှိမ့်ဆက်နေတဲ့စစ်တပ်ဖြစ်တယ်ပြည်သူတွေကဒီစစ်ကောင်စီကိုလက်မခံပါဘူးဆိုတော့ကျွန်တော်လူထုလှုပ်ရှားမှုတွေအနေနဲ့ကျွန်တော်တို့ကဘာကတိအောင်ကျွန်တော်တို့ချပြပေးနိုင်ခြင်းဖြစ်ပါတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့လူထုလှုပ်ရှားမှုတွေကိုအင်းနဲ့အားနဲ့ကျွန်တော်တို့စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်လက်တလောကတော့ကျွန်တော်တို့ဒီအကြမ်းဖက်စစ်ကောင်စီကပြုလုပ်မဲ့တရားမဝင်တဲ့အထူးရောင်ရွေးကောက်ပွဲပေါ့ဒီရွေးကောက်ပွဲကိုအဲဒီစစ်ကော်မရှင်ကနေမှကျွန်တော်တို့စီစဉ်ဆောင်ရွက်နေတာရှိတယ်ဒါကလုံးဝကျွန်တော်တို့ တရားမဝင်နဲ့ပြည်သူရဲ့ဆန္ဒမပါတဲ့ပြည်သူကလက်မခံတဲ့အတူရောက်ရွေးကောက်ပွဲတခုဖြစ်တယ်ဒီရွေးကောက်ပွဲကကျွန်တော်တို့လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့ကြုံတွေ့နေရတဲ့ပြဿနာတွေရဲ့အဖြစ်ဖြစ်ရှင်းနိုင်တဲ့နည်းလမ်းမဟုတ်ဘဲနဲ့ဒီကောင်တွေကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေကိုကျွန်တော်တို့ခဝါချခြင်းလို့ဒီသူတို့ကျူးလွန်ခဲ့တဲ့ပြစ်ဒဏ်တွေကနေပြစ်ဒဏ်ကင်းလွတ်ခွင့်ရခြင်းနဲ့အတွက်ကြောင့်သူတို့ဆောင်ရွက်နေကြတဲ့အတူရောက်ရွေးကောက်ပွဲဖြစ်ဖြစ်ပါတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီရွေးကောက်ပွဲကိုပြည်သူကလည်းလက်မခံတယ်လို့ ့ဒီလက်မခံချောင်းကိုလည်းကဘာကတိအောင်ကျွန်တော်တို့ဒီလူထုလှူရှားမှုတွေနဲ့ကျွန်တော်ပြသဖို့အတွက်အဲဒီကျွန်တော်တို့အခုရက်ပိုင်းမှာလူထုလှူရှားမှုတွေကိုဆောင်ရွက်နေတာဖြစ်ပါတယ်ခုချင်းနေမှာကျွန်တော်အသက်မရှင်ချင်တော့အောင်ပေါ့လေအဲဒီခံစားနေရတယ်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်အခင်းဖြစ်တဲ့နေရာမှာရှိတယ် တို့တော့ကျွန်တော်ရဲဘော်တွေပြည်သူတွေကလေးကလေးလူငယ်တွေပေါ့နော်ကလေးလေးတွေကြဆုံသွားပြီးတော့ကျွန်တော်မထိခိုက်တဲ့အတွက်ကြောင့်ကျွန်တော်ပို့ပြီးတော့ခံစားရတယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ဒီဖြစ်စဉ်ဖြစ်သွားခဲ့တာတွေဒီကျွန်တော်တို့ကျွန်တော်တို့လည်းဘယ်ဖြစ်စေချင်ပါမလဲနော်ကျွန်တော်တို့ကပို့ပြီးတော့မှမဖြစ်စေချင်ပါဘူးပို့ပြီးတော့မှကျွန်တော်တို့မဖြစ်ချင်ဘူးကျွန်တော်တို့ရဲဘော်တွေကျွန်တော်တို့လုတ်ကင်နေတဲ့အဲဒီရဲဘော်ရဲဘက်တွေ ီးလို့ရှိရင်ပြည်သူတွေကလေးလေးတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့လုံးဝမဖြစ်စေချင်ကျွန်တော်တို့မဖြစ်စေချင်လို့လည်းပဲကျွန်တော်တို့ရဲ့ဆုံရှုံနေရတဲ့အခွင့်အရေးတွေကိုကျွန်တော်တို့ဒီလိုမျိုးငြင်းငြင်းချမ်းချမ်းနဲ့ကျွန်တော်တို့တောင်းဆိုပြီးတော့ဆောင်ရွက်နေတာ ဖြစ်တယ်ပေါ့နော်အဲတော့ကျွန်တော်တို့ဒီလိုမျိုးငြင်းငြင်းချမ်းချမ်းနဲ့ကျွန်တော်တို့ရဲ့လူလားချက်တွေကိုတောင်းဆိုနေတော့လည်းပဲစစ်ကောင်စီကကျွန်တော်တို့ပြည်သူတွေကိုရရဆက်ဆက်ဖြုတ်ခွင်းတက်ဖြတ်တယ်ပေါ့နော်ဒါဟာဒီစေရစေရဆွဲကောင်းနေရဲ့တရေကိုကျွန်တော်တို့ မြင်အောင်ကြည့်လို့ရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အေးချမ်းချမ်းနဲ့ကျွန်တော်တို့ရဲ့ဆန္ဒကိုထုတ်ပေါ်တယ်ပြသတယ်ဒါပေမဲ့ရရဆက်ဆက်တက်ဖြတ်တယ်ပေါ့နော်အဲ့တော့အခုဆိုရင်ကျွန်တော်တို့တပည့်ဦးဆောင်သူတွေကိုဟိုအားလုံးကပြည့်တင်ဝေဖန်ကြတာရှိတယ်ပေါ့နော်ဟိုကျွန်တော်တို့ဒါတွေကိုလည်းကျွန်တော်ခဏရင်ရှိအောင်ကျွန်တော်တို့ခံပါမယ်ပေါ့နော်ဒါပြည်သူတည်အဓိကဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့လူထုလှုပ်ရှားမှုတွေကိုလည်းကျွန်တော်တို့ကျွန်တော်တို့ကဟုတ်ပြီတို့ဒီဒီဟာတွေကိုကျွန်တော်တို့မလုပ်ကြတော့ဘူးလား ရန်သူကထိုးနှက်နေတဲ့အချိန်တွေမှာရန်သူကရရဆက်ဆက်တပ်ဖြတ်နေတဲ့အချိန်မှာကျွန်တော်တို့ငြင်ခံလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အမှန်တရားတွေဟာပျောက်ွယ်သွားပါလိမ့်မယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဆက်ပြီးတော့မှကျွန်တော်တို့တော်လန်ရဖို့လိုပါတယ်။အဲ့တော့လက်ရှိချိန်တွေမှာကျွန်တော်တို့ပြည့်တင်ဝေခံခံနေရတာတွေအများကြီးရှိတယ်။ကျွန်တော်တို့အရန်စိတ်မကောင်းတော့ဖြစ်မိတယ်ပေါ့။ကျွန်တော်တို့တွေလည်းပြည်သူတွေကိုလုံးဝဖြစ်စေချင်တာမဟုတ်ဘူး။ပြီးလို့ရှိရင်ကျွန်တော်တို့လုံးဝပေါ်ရွက်ခဲ့တာမဟုတ်ပါဘူး။လုံးဝပေါ်ရွက်ခဲ့တာမဟုတ်ပါဘူး။ကျွန်တော်တို့ မတိုင်ခင်တပတ်တိတိကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့တယ်။တရင်နေတောက်လျှောက်ကျွန်တော်တို့ scout team တွေကိုလည်းတရားစုဖွဲ့ပြီးတော့မှကျွန်တော်တို့လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။အဲ့တော့အခု scout team ထဲမှာဟိုကကျွန်တော်တို့ကြာသွားတဲ့ရဲဘော်တွေတဲ့ဟိုက scout team ရဲဘော်တွေပါပါတယ်။အဲ့တော့ကျွန်တော်တို့ညီလုံးဝပေါ်ရောက်ခဲ့တာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့အသက်တွေပြည်သူတွေရဲ့အသက်တွေကိုကျွန်တော်တို့ဟိုဒီလုံးဝကျွန်တော်တို့ cover ဖြစ်စေနိုင်တဲ့ကျွန်တော်တို့လုံခြုံရေး အစီအမံလေးချထားခဲ့ပါဒါပေမဲ့လည်းကျွန်တော်အချင်းကြီးအချောင်းချောင်းရကျွန်တော်အခုလိုအဖြစ်ဆိုရင်းနဲ့ကျွန်တော်ကြုံတွေ့ရတဲ့အတွက်လည်းအင်တာမစိတ်မကောင်းတယ်လို့နောက်ဆက်ဆေးဆောင်မဲ့ရှေ့ဆက်ရှောင်းမဲ့လုပ်ငန်းတွေကိုလည်းကျွန်တော်တို့ယူဆပြီးဆက်ပြီးတော့လုပ်သွားပါမယ်ဆိုတော့အခုကျွန်တော်တို့လက်ရှိကျွန်တော်တို့တော်လန်ရဲ့အခြေအနေနိုင်ငံရဲ့အခြေအနေဟာ ပြည်သူလူထုတဦးတယောက်ချင်းစီပူပေါင်းပါဝင်ပြီးတော့ခြေဆက်မှာပဲကျွန်တော်တို့ရပါလိမ့်မယ်ဒီတော့စက်ကောင်စီဟာစစ်မိတ်ဆာတွေဟာအစွမ်းကုန်ရက်ဆက်နေပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကိုကျွန်တော်တို့ဆက်လက်ပြီးတောင်းဆိုมาရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဆက်ပြီးတောင်းဆိုဖို့လိုပါတယ်ဒီအဖြစ်ဆိုးကြီးကိုလည်းကျွန်တော်တို့အပါအဝင်ဘယ်သူမှဖြစ်ချင်မှာမဟုတ်ပါဘူးဒါပေမဲ့လည်းစစ်ကောင်စီကဒီလိုမျိုးရဲရဲဆက်ဆက်တက်ဖြတ်နေပြီမဲ့လည်း ကျွန်တော်တို့ရဲ့ရွာဒီကျွန်တော်တို့ရဲ့ရွာတွေကိုစစ်ကောင်စီကနော်ရွာလုံးကျွတ်မီးရှို့တာတွေတပ်ဖြတ်တာတွေဘုံကျဲတာတွေစာတင်ချောင်းမကျန်အဲကျွန်တော်တို့ဘုံကြီးเจ้าမကျန်ဆေးရုံမကျန်ကျွန်တော်ဘုံကျင်းနေဒါတွေကိုကျွန်တော်တို့ပြည်သူလူထုအနေနဲ့တိဖို့လိုပါတယ်ဒါတွေကိုကျွန်တော်တို့တွေးမသွားဖို့လိုပါတယ်အဲ့တော့စစ်ကောင်စီတွေပြုလုပ်ခဲ့တဲ့စစ်ရာဆွေးမှုတွေကိုဒီကောင်တွေကိုတံပြန်ကျွန်တော်တို့အပြစ်ပေးနိုင်အောင်ကျွန်တော်တို့စီစဉ်ဆောင်ရွက်ဖို့လိုပါတယ်အဲ့တော့အဲ့ဒီလိုမျိုးတွေလှုပ်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့တခုတည်းသောထွက်ပေါက်ဒီတော်လိုင်းရေးဖြစ်ပါတယ်။ဒီတော်လိုင်းရေးကိုအောင်မြင်အောင်ဆက်လက်ပြီးတော့ဆင်နွှဲပေးကြဖို့တိုက်တွန်းချင်ပါတယ်။